ဘဲဦးရဲမှာအနှစ်ရဲ့အရာသားတွေစိတ်ဝင်နေပြီးတော့လေဘဲဦးလေးကလည်းမမထုတ်ထုတ်လေးနဲ့အရန်ဟောစားလို့ကောင်းတယ်ဘဲဦးစီပြဲဟင်းလေးကိုဒီနေ့အမလို့တူတူချက်စားရအောင်နော်ဘဲဦးကလည်းအမြဲတမ်းမရဘူးပေါ့နော်သူတို့ stock up လုပ်တဲ့နေမှာဝယ်လို့ရတာပါပြီးတော့ဒီနေ့ဝင်လာတဲ့ဘဲဦးလေးကဝင်နေကြဒီ large size ရုပ်ထက်လည်းပိုကြီးရယ်မစိုးဘူးပေါ့နော်ဘဲဦးစီပြန်ထဲမှာတော့ငါးချက်တုံနီးရယ်ချက်တုံဖြူရယ်ငုံသည့်အစိမ်းမုံလေးရယ်ထဲပါမယ်ရှင်အမလို့အရင်ဆုံးဘဲဦးလေးကိုပြုတ်ပါမယ်နော် ရေထဲကိုလေးစားရဲ့ဗန်နီကာရဲ့ထည့်ပြီးတော့အရင်ဆုံးစူအောင်တည့်ပြီးတော့မှဘဲဥလေးတွေကိုဖြည်းဖြည်းချင်းထည့်ပေးမယ်ပေါ့နော်ပြီးသွားရင်တော့အမက12မိနစ်ကနေ15မိနစ်လောက်ထိပြုတ်ပါရရှင်အဲ့ဒါဆိုရင်ဘဲဥလေးတွေကလုံးဝကျက်သွားပြီပေါ့နော်ရေအေးလေးနဲ့တခြားလေးစေးပြီးသွားတော့မှအမကအခွန်ခွာပါရရှင်ဘဲဥပြုတ်တဲ့ချိန်မှလေးစားရဲ့ဗန်နီကာရဲ့ထည့်ထားမှလို့အခွန်ခွာရတာလည်းပိုပြီးတော့လွယ်တယ်ပေါ့နော် အငါချက်ဥပြုတ်တဲ့ချိန်မှာလည်းအမြင်ရဗန်နီကာနဲ့စာအုပ်ထည့်ရပေါ့နော်အဲ့ဒါဆိုရင်အခွန်ခွာတာလည်းပိုပြီးတော့လွယ်တယ်အခွန်မှာလည်းအသားတွေကကပ်ပါသွားတယ်ဘာမှမဖြစ်တော့ပါဘူးရှင်အခုဆိုရင်ဘဲဥတွေလည်းအကုန်ခွန်ခွာပြီးသွားပြီပေါ့နော်ကျွတ်တွန်ဤကျွတ်တွန်ဖြူနေငယ်ဦးတိစိမ့်မုံလေးကိုလည်းအငါကြိတ်ထားပါတယ်ရှင်ဘဲလေးလေးတွေကိုလေအနှစ်ရဲ့အရာသားလေးတွေပို့ပြီးတော့ဝင်အောင်လို့ဒါနဲ့ဒီလိုမျိုးအရာလေးတွေပေးထားပါမယ်နော် ပြီးရင်ကတော့အမျိုးအရသာလေးနေပါမယ်เนาะဆွရင်းမုံလေးနည်းနည်းရယ်စားနဲ့ကြသားမုံလေးကိုတီးစပွန်နဲ့တစုံစီလောက်ထည့်ပြီးတော့လေးဘဲဥလေးတွေကိုအရသာလေးနှံ့သွားအောင်နေထားပေးလိုက်ပါမယ်เนาะဘဲဥလေးတွေကိုအရသာနေပြီးသွားပြီဆိုရင်တော့အမျိုးအရင်ဆုံးစီလီနဲ့အရင်ကြော်ပါမယ်ရှင်ဒေဂရက်မှာစီလီနည်းနည်းထည့်ပြီးတော့ပူလာပြီးဆိုရင်ခုနအရသာနေထားရဲ့ဘဲဥလေးကိုထည့်ပါမယ်เนาะ အချို့ခြံလေးတွေကကြတော့လေဘဲကိုအရောင်လေးကြောင်းသွားပြီးအပြင်ပေါ်လေးကျက်သွားအောင်ဆိုပြီးကြော်ကြရပေါ့နော်အငါအဲ့လိုကြော်တာအရင်ကြီးမကြိုက်ပါဘူးအဲ့တော့အပေါ်ရံလေးကင်းတဲ့အထိပဲနည်းနည်းလေးပဲကြော်ပေးလိုက်ပါတယ်ပြီးရင်ဘဲဥလေးတွေကိုဆဲထားလိုက်တယ်ပေါ့နော်အဲ့စီထဲမှာပဲခုနကချိန်ထားတဲ့ငယ်ဥသီးလေးကိုထည့်လိုက်ပါတယ်ဒီနေရာမှာစီလိုရင်တော့နည်းနည်းလေးထည့်ထည့်လို့ရပါတယ်နော်ငယ်ဥသီးလေးတွေကိုလေးစနီးမုံလေးနည်းနည်းထည့်ပြီးတော့မွှေးလာတဲ့ဒီစီတက်ပါမယ်မီးကိုအလယ်လက်လောက်ပဲထားပေးပါနော် စီရောတော့လေးစိတ်ရှိရှိလေးတက်ပေးရပါတယ်ရှင်စီသက်တာတော်တော်လေးမှွေးလာပြီဆိုရင်တော့အမျိုးငပိစိန်စာလေးနည်းနည်းလေးထည့်ပါမယ်နော်ဒီနေရာမှာမကြရင်လည်းမထည့်လို့ရပါတယ်ဒီစီသက်တဲ့ထဲတော့လေးကငါငပြားလေးနည်းနည်းထည့်ပြီးတော့မဆလာလေးလည်းနည်းနည်းထည့်ပါတယ်ရှင် ဒီလိုစီပြန်ဟင်းလေးတွေအားလေငုတ်သီးလေးကအယောင်လေးနည်းနည်းလေးရှင်းလာတဲ့ဒီဆိတ်ရှည်လက်ရှင်နဲ့စီတက်ပြီးပို့ပြီးတော့စားလို့ကောင်းပါတယ်ပြီးတော့ရင်ကတော့အမျိုးကနာကြော်ထားတဲ့ဘဲဥလေးတွေကိုပြန်ထည့်လိုက်ပါမယ်နော်ဘဲဥလေးထည့်ပြီးသွားရင်လည်းလေရေပါရေချစ်ချင်းမထည့်ပဲနဲ့အချိန်ခဏလောက်ပေါ့နော်ခဏလောက်စီတက်ပြီးပါအောင်မယ်ရှင်ပြီးတော့တော့မှရင်းလေးလေးထည့်ပါမယ်နော် ဘဲဥချိန်ရလေရင်းနှွေးမများထည့်ပြီးတော့ပေါ့နော်အဲ့ရေဒီအကုန်လုံးခန်းသွားပြီးစီပြန်တဲ့ဒီချိန်ပို့ပြီးတော့စားလို့ကောင်းပါတယ်အဲ့ဒါဆိုရင်ဘဲဥလေးကမမထုတ်ထုတ်လေးနဲ့အနှစ်ဒီအကုန်လုံးလေးစိတ်ဝင်သွားတယ်ပေါ့နော်ရှင်နွေးလေးထည့်ပြီးသွားရင်လေအဖုံးလေးအုပ်ပြီးတော့အမျိုးအားစီပြန်နေဒီချက်ရမှာပါအကြာကြီးဒီတိုင်းပဲထားမထားပဲနဲ့လေတစ်ချက်တစ်ချက်ပေါ့နော်ဟင်းဦးလေးကိုမှုေးပေးပါရှင်ဒါမှအောက်ကအရင်ကတ်မသွားမှာပေါ့နော် ဟင်းဦးလေးရလေးတခြားလေးစုပွက်နေပြီဆိုတော့မှမကြီးကြီးလေးတစ်စုံလောက်ကိုထည့်ပေးပါမယ်ပြီးတော့အရင်ကတော့အမကဒီအနှစ်ကိုလည်းတစ်ခါရဲအရသာလေးထည့်မယ်ပေါ့နော်ငံပြားကြီးရဲ့စက်သားမုံရဲ့စားလေးရဲ့ကိုနည်းနည်းစီထည့်ပါရဲအရသာအောင်လည်းတစ်ချက်မြည်ကြည့်ပေါ့နော်ပြီးတော့အရင်ကတော့အဖုံးလေးအုပ်ပြီးတော့ဆက်ပြီးတော့တည်ထားပေးပါရှင်တစ်ချက်တစ်ချက်ကိုလေးအဖုံးလေးဖွင့်ပြီးတော့နည်းနည်းပပမှွေပေးပေါ့နော်ပြီးတော့အရင်ကတော့ရေခမ်းပြီးတော့စီပြန်လာတဲ့ထိချက်ပေးပါရှင် ီနေထားလောက်ဆိုရင်လေရေရတယ်တော်လေးခန်းနေပြီပေါ့နော်ဒီချိန်လောက်မှာပဲချလိုက်ရင်လည်းရပါတယ်အငါတော့တွတ်တွတ်နည်းနည်းလေးစီပြန်သွားရဲဒီဆက်ပြီးတော့ချက်ပါမယ်နော်ပြန်သွားပြီးတော့ဘဲဦးလေးကပုံလူကျင်တဲ့အနေထားလေးရသွားပြီဆိုရင်တော့ငါကနောက်ဆုံးအနေနဲ့မစလာလေးနည်းနည်းလေးအုပ်လိုက်ပါမယ်ရှင်။ဒါဆိုရင်ကတော့အရန်လေးစားလို့ကောင်းပြီးမှုကြိုင်နေဘဲဦးစီပြန်ဟင်းလေးရရပါပြီရှင်။အနှစ်ကလေးလေးဖမင်းနဲ့နေဆိုင်အရန်စားလို့ကောင်းတာတိလား။ မဲဟူမစားရကြပြီဆိုတော့လေငါအရင်စားကြင်နေတာချက်ချက်ပြီးချင်းပဲထမင်းလေးကူပြီးတော့စားလိုက်ပါတယ်နောက်ဆုံးကဗီဒီယိုလေးကတော့နောက်ရက်မှအပြန်နှွေးပြီးတော့စားနေရလေးပါဒါဆိုရင်မျိုးနောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်နော်